နော်ဝေဒုက္ခသည်ကောင်စီ NRC ကနေအလုတ်ထုတ်ခံလိုက်ရတဲ့မြန်မာဝန်ထမ်းဟောင်းကဘင်္ဂလားဒေ့ရှ်နိုင်ငံသားတအူးကိုဗီဇာလျှောက်ထားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးစွပ်စွဲခံရတဲ့အပေါ်မေလ23ရက်နေ့မှာမီဒီယာတွေကိုဖွင့်ချလိုက်ပါတယ်။ NRC ကိုဝန်ထမ်းအသစ်ဖြစ်ပြောင်းရွှေ့လာတဲ့ပြည်ထောင်နိုင်ငံသူဟာသူ့ရဲ့အဖော်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအတွက်မြန်မာနိုင်ငံပြည်ဝင်ခွင့်ဗီဇာကိုသူ့ကိုလျှောက်ခိုင်းခဲ့ပြီးလောကအနေနဲ့မေးမြန်းစုံစမ်းတဲ့အခါ business visa လျှောက်ထားမှုအကျုံးမဝင်တာကြောင့် ငင်းပယ်ခဲ့တယ်လို့ပြောဆိုပါတယ်။ဗီဇာငင်းပယ်ခံရတဲ့ပုံလောင်ဝကကိုတည်င်းပေးသူ NRC ကိုအကျိုးရောက်အောင်လှုပ်ဆောင်ခဲ့တယ်ဆိုတဲ့ဆွဆွဲချက်နဲ့အလုံးကထုတ်ပယ်ခံလိုက်ရတယ်လို့ကိုအောင်မျိုးရှိန်ကပြောဆိုပါတယ်။အမျိုးသမီးသူကပြင်သစ်မျိုးသားကဘင်္ဂလားဒေ့ရှ်နိုင်ငံလားအခုကကျတော့နာမည်ကြီးရတဲ့တခြားစီနိုင်ငံကြီးရတဲ့တခြားစီဖြစ်တဲ့အတွက်ဗီဇာနဲ့စတေးပါပဲကိုသူကခွင့်မပြုပါဘူး။မပြုတဲ့အခါမှာသူတို့ကတခြားပုဂ္ဂလိက ကိုကုမ္ပဏီတခုကနေလှည့်လျှောက်ပါတယ်လှည့်လျှောက်တဲ့အခါမှာလောက်ကထပ်ပြီးတော့စီစဉ်တွေ့ရှိပြီးတော့အဲ့မှာပြဿနာတက်ပါတယ်ဒီကိစ္စကတဲ့ဒီဗဂျီးနီရဲ့ partner ဗီဇာကိစ္စကိုမင်းကဘာလို့တန်ရတယ်လဲကျွန်တော်မေးပါတယ်ဖုန်းလိုက်တော့ငါဖြည့်တယ်ဆိုတော့မဟုတ်ဘူးတဲ့မင်းတိုင်ပါတယ်ဆိုပြီးတော့ဟိုခုနေ့ကနေပြီးတော့လောက်ကနေပြောတယ်အဲ့ဒါဆိုအဲ့ဒီဝန်ထမ်းကိုခေါ်မေးပါကျွန်တော်ပြောတာရှင်းရှင်းလေးတကယ်တမ်းမင်းတို့လုတ်တဲ့လုတ်ထိုက်တယ်ခိုင်လုံတယ်ဆိုရင်ငါထုတ်လိုက် ဒါပေမဲ့မထုတ်ခင်မှာကျွန်တော်ပြောတယ်လောဘကကအမျိုးသမီး online မှာရှိနေတယ်ဖုန်းမှာရှိနေတယ်ဖုန်းနံပါတ်အခြေပြစ်ဆက်လို့ရတယ်ဆက်ပြီးတော့မေးတယ်နောက်တစ်ခါယုံကဝန်ထမ်းကိုလည်းမေးတယ်လို့ဆရာမလုပ်ဘူးပြအဲ့မှာသူတို့ကအဲ့လိုကျွန်တော်ကိုပဲအဲ့လိုထွက်စာမတင်ဘူးဆိုလို့ရှိရတယ်သူတို့ကထုတ်ဖို့ထုတ်ဖို့ကလွယ်ဘာမှမရှိဘူးဆိုပြီးကျွန်တော်ကိုသူတို့ကအဲ့မှာထုတ်တယ် NRC မှာတောင်းအောင်ထမ်းဆောင်တာ၃နှစ်ကျော် ရှိနေတဲ့သူ့အပေါ်ထွက်စာတင်ဖို့ဖိအားပေးခဲ့တဲ့အကြောင်း ဖဆာတင်မှုငင်းဆန်ခဲ့တာကြောင့်သူ့ကိုအလောက်ကထုတ်ပစ်ခဲ့တာဖြစ်တဲ့အကြောင်းဒီပြဿနာကိုမြန်မာနဲ့နော်ဝေးအစိုးရကိုတိုင်ကြားတော့မှာဖြစ်ပြီးမြန်မာနိုင်ငံသားတယောက်ပေါ်အခြေအနေမရှိတဲ့ဆွဆွဲချက်တွေနဲ့အလောက်ကထုတ်ပစ်တာကိုလက်မခံနိုင်ဘူးလို့ပြောဆိုပါတယ်။